င်္ဂလာပါရှင်မန္တလေးကတဲ့ချန်နဲ့နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်ဆလင်းမကင်းဘတ်အတွက်လာစစ်ကြောတိုက်ကြိုက်မှုစစ်သား9ဦးသေဆုံးခံရကြတဲ့ဆေးအားရှင်မကွေးတိုင်းဆလင်းမြို့မှာရက်စကန်ကနေကင်းဘတ်အတွက်လာစစ်သားနဲ့ရဲတွေပေါင်းတဲ့စစ်ကြောကိုတိုက်ခိုက်ရမှာ9ဦးသေဆုံးပြီးခံရပစ္စည်းကြောကိုသိဆေးအားရှိခဲ့ကြောင်းပြည်သူညီနောက်ဆလင်းတရင်တောင်းကကိုပြည်သူကပြောပါရယ်ဒီစင်မှာကြာရဲ့မော်လန်နနိုင်36မိနစ်ကမှာဆလင်းမြို့မှာရက်စကန်ကနေစိမ့်စုတ်ဂိတ်ကန်ကိုကားတစ်စီးဆိုင်ကယ်လေးစီးနဲ့ကင်းဘတ်အတွက်လာတဲ့ 120ခန်းမှစစ်ကြောင်းဒေါ်လိုက်တပ်ဖွဲ့တွေကမိုင်းဆွဲပြီးပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ထိုတိုက်ခိုက်မှုက45မိနစ်ကြာမြင့်ခဲ့ပြီးစစ်သားနောက်သေးဆုံးကလေဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းထိခိုက်ဒဏ်ရာရရှိခဲ့တဲ့စစ်သားတွေထဲမှာစလင်းပြည်သူ၁၀ဦးမှာစေကူတာမှုခံရတဲ့စစ်သားနဲ့ရဲတုံးထပ်မံသေဆုံးခဲ့ပါတယ်။ တည်ဆောင်းတာအလုံးပေါင်း၅កောင်လို့သိရတယ်။မိုင်းဆွဲအချိန်မှာနှကောင်ပြင်းထန်တဲ့အရာပြီးစေယုံရောက်မှသိရယ်။စေယုံရောက်ပြီးတရကူတာအချိန်မှာ၃កောင်ထပ်တည်ရလို့သိရပါတယ်။ထိုပြည့်တိုက်ပွဲတွင်စစ်သားနဲ့ရဲ၃ပြည့်ជី3ជីပေါင်းနှစ်ခုလက်ပစ်ပုံးနှလုံးជីတောက်30ခန့်ကိုတည်ဆောင်းရှိခဲ့ကြောင်းအဆိုပါတိုက်ကြိုက်မှုကိုစလင်းမြွနဲ့ပြည်သူ့ကာကွယ်ရေးဘွဲ့မှရဲဘော်တွေကလုံဆောင်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်ဒီကိုင်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။ဆက်လက်ပြီးမြင်းဆန်မြွနဲ့ကြောက်ပြုတ်ရွာကတွလာစစ်တပ်စစ်ကြောင်းမိုင်းဆွဲတိုက်ကြိုက်မှုစစ်သားတွေဒီကိုင်တိုက်ဆုံမှုများပြား မန္တလေးတိုင်းမြင်းချက်မြို့နယ်ကြောက်ပြုတ်ဟာကဒေါ်လာအကြပ်ပတ်စစ်တပ်စစ်ကြောင်းမိုက်ဆက်တိုက်ခိုက်ရာစစ်သား15ဦးသေဆုံးခဲ့ကြောင်းပြည်သူ့ကြေတပွဲတပွဲမှာပုံမိုက်ခဲကပြောတယ်ဒီဇင်ဘာ9ရက်နေ့ည9နာရီခန့်မှာမြင်းချက်မြို့နယ်ကြောက်ပြုတ်ဟာကထွက်လာတီတာယူမပြူစောတီအပွင့်နယ်စစ်သားရဲ့ပူပေါထားတဲ့စစ်ကြောင်းဒေါ်လေးတပွဲတွေကကြောက်ပြုတ်ဖျားကုန်နေမိုက်ဆက်တိုက်ခိုက်ခဲ့ပါတယ်ထိုတိုက်ခိုက်မှုတွင်ဂျပန်စစ်သား15ဦးသေဆုံးခဲ့ပြီးထိုတိုက်ခိုက်မှုတွင်ဂျပန်စစ်သား15ဦးသေဆုံးပြီးဒေါ်လန်ရဲဘော်တွေထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ရင်းစစ်တဲ့စကြောင်းကဒီဇင်ဘာလရှယ်နေမှာကြောက်ပြုတ်ဖျားကောင်းဒီတေဆုံးသွားဆက်သားလောင်းတွေကိုမီရှိုပြောက်ဖြတ်သွားကြောင်းသိရတယ်။ညင်းချန်ကြောက်ပြုတ်ကြီးအားကနေည9နာရီလောက်အင်အား150လောက်နဲ့စစ်ကြောင်းထုတ်လာကျွန်တော်တော်လိုင်းတပ်ဖွဲ့တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့တာစစ်ခွေး15ကောင်းတေဆုံးနဲ့တေဆုံးသွားတဲ့စစ်ခွေးလောင်းတွေကိုမနက်ကမီရှိုအလောင်းဖြောက်ဖြတ်သွားတယ်လို့ပြည်သူ့ကျယ်တွင်တပ်ဖွဲ့ဖူးမိုက်ခဲကပြောတယ်။အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကျယ်တွင်တပ်ဖွဲ့မြင်းကြံဒိန်ကြဒိုင်းမိုက်ဖွဲ့နဲ့ပတ်ကပ်ဖွဲ့တွေပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။ ဆက်လက်ပြီးစကုမျိုးကနေရွှေဆက်တော်ပြဘက်ကိုဒေါ်လာစစ်တဲ့စစ်ကြောင်းဂျာပြတိုက်ခိုက်မှုစစ်သားလေးဦးသေဆုံးစစ်ကြောင်းအပြည်သူနယ်ကိုပြစ်တက်ပြီးတောင်းကိုဖမ်းဆီးသွားမကွေးတိုင်းမင်းမှုခိုင်စကုမျိုးနဲ့စကုမျိုးကနေရွှေဆက်တော်ပြဘက်ကိုဒေါ်လာရဲ့ဂျပန်စစ်တဲ့စစ်ကြောင်းဂျာပြတိုက်ခိုက်ရာစစ်သားလေးဦးသေဆုံးခဲ့ကြောင်းမင်းမှုခိုင်အမှတ်ကြောင့်တရားဝင်ရှိသူကပြောတယ် ဒီဇင်ဘာလ၄ရက်နေ့မှာစကုမြို့နယ်မန်းချောင်းနောက်ဘက်ရှိစကုမြို့နောက်ပိုင်းခံကုန်းရွာကနေရွှေဆက်တော်ဖျားဘက်ကို120ခန်းနဲ့ထွက်လာစစ်တဲစစ်ကြောင်းကတပ်40ကျော်ရဲ့မြို့သားတောက်ကိုပြတ်တက်ပြီးလူငယ်တောက်ကိုဖမ်းဆီးသွားကြောင်းအလားတူဒီဇင်ဘာလ9ရက်နေ့မှာလည်းကုရွာကနေတန်50ရွယ်အမျိုးသားတောက်ကိုထပ်မံပြတ်တက်ခဲ့ကြောင်းသိရပါတယ်တို့စစ်တဲ့စစ်ကြောင်းတော်လေးတဖွဲ့ကဒီဇင်ဘာလ9ရက်နေ့မိုးလယ်3:30မိနစ်ခန့်မှာကရင်ကောင်းကျားနီးကြားပြတ်တိုက်ခိုက်ရမှာစစ်သားလေးဦးသေးဆုံးပြီးတက်ချက်ကြီးတအုပ်ပါဝင်ထိခိုက်ဒဏ်ရသူများပြကြောင်းသိရတယ်။ ထို့သို့တိုက်ပွဲဖြစ်ပွားပြီးနောက်ဂျပန်စစ်တပ်စစ်ကြောင်းကကရင်ကောင်းကျအတွင်ကိုလက်နက်ကြီးလက်နက်ငယ်နဲ့ပစ်ခတ်ရာနေအိမ်တချို့ပျက်စီးခဲ့ပြီးပြည်သူနှုတ်ကိုလည်းဖမ်းဆီးသွားကြောင်းဒီဇင်ဘာလကျောင်းနေမှာလက်ပတော်ရရစကန်ကိုရောက်ရှိလာစစ်တပ်စစ်ကြောင်းဒေါ်လိုက်တပ်ဖွဲ့တွေကဒရုန်းနဲ့ပုံသုံးလုံးထပ်မံကျကြတိုက်ခိုက်ရာစစ်သားလေးကိုထိခိုက်ဒဏ်ရာရရှိခဲ့တယ်။စစ်ကွေးစစ်ကြောင်းကလည်းတော့ရစကန်ကနေဒီဇင်ဘာ9ရက်နေ့မနက်3နာရီလောက်ကနေထွက်သွားပြီးရွှေဆက်တော်ဖျားဘက်ကိုထွက်သွားတဲ့စစ်ခွေးတေဆုံထိခိုက်မှုထပ်တိုးစင်းတော့မသိရသေးဘူး။ ဖန်စီခံအပြည့်တွေလည်းပြန်လွတ်ပေးလို့မကြားမိသေးဘူးဆိုပါတိုက်ခိုက်မှုကမင်းမှုခံအမတ်ကြောင့်တည်းမင်းမှုခံအမတ်လေးတည်းမဟာမိတ်တင်နဲ့မင်းမှုမြွနယ်ပြည်သူ့ကားအကွယ်ရေးဖွဲ့မင်းမှုမြွနယ်ပကပါတို့ကပူပေါင်းလုံဆောင်ခဲ့ကြ။မင်းမှုခံစကုမြွနယ်တွင်ရှိပြည်သူများအနေနဲ့စစ်သားရဲနဲ့ပြည်စော်တဲ့အနေရှိနေထိုင်ခြင်းမပြုလုပ်ကြရဲမင်းမှုခံအမတ်ကြောင့်တည်းကပြောဆိုထားပါတယ်။ဆလဗျာမိတ်ကတော့ပြာစုလမ်းမကြီးကိုစစ်တပ်ကထိန်းချုပ်လာနိုင်ရင်စစ်ကြောင်းထုံးနေပြီးတိုက်ပွဲတွေဖြစ်ပွားလာနိုင်ပြည်သူများသွားလာခြင်းမပြုလည်တတိပိ တနင်္လာရနိုင်မိခရိုင်မိကော်သားပြည်အောင်စုလမ်းမကြီးကိုဂျပန်စစ်တပ်ကထိန်းချုပ်နိုင်စစ်ကြောင်းထုံးနေပြီးတိုက်ပွဲတွေဖြစ်ပွားလာနိုင်ရေးပြည်သူများသွားလာခြင်းမပြုလိုက်အသိပေးလို့ကြောင့်မိခရိုင်ပြည်သူကွယ်ပတ်တော်ရှိသူကပြောတယ်။ဒီဇင်ဘာလ10ရက်နေ့မနက်6:00နာရီခန့်ကနေစတင်ပြီးမင်းမျိုးနဲ့ကော်တောင်မျိုးနဲ့ဒီပြည်အောင်စုလမ်းမကြီးကိုဂျပန်စစ်တပ်ကစစ်ကြောင်းထုံးလာခြင်းဖြစ်တယ်။ထို့သောစစ်ကြောင်းထုံးလာပြီးဂျပန်စစ်တပ်ကဆေးရရှိန်မြင့်တင်လာခြင်းနဲ့ရှိလာနိုင်တာကြောင့်တော်လိုင်းတပ်ဖွဲ့နဲ့တိုက်ပွဲဖြစ်ပွားလာနိုင်ကြောင်းခီးတော်ပြည်သူများအနေနဲ့မင်းမျိုးနယ်ကနေကော်တောင်မျိုးနယ်ဒီပြည်အောင်စုလမ်းမကြီးကိုလုံခြုံရေးသွားလာခြင်းမပြုလိုက်အသိပေးပြောဆိုတယ်။ ဒီနေ့မနက်စောပိုင်းကျောင်းနိုင်ကစပြီးမိကော်တာပြာစုလမ်းမကြီးကိုစစ်ခွေးရဲ့စစ်ကြောင်းထိုးလာတဲ့စစ်ခွေးစစ်ကြောင်းရွှေတိုက်ပွဲဖြစ်လာနိုင်တယ်။အဲဒါကြောင့်ခီးတော်ပြည်သူတွေလမ်းမရဲ့လုံးဝသွားလာအသုံးပြုခြင်းမပြုလုပ်ကြဘူးအသိပေးအနေနဲ့ထုတ်ပြန်ထားတာပါ။ခီးတော်ပြည်သူများအနေဖြင့်ရင်းကြော်ညာချက်ထုတ်ပြန်တဲ့ယနေ့မှစပြီးလိုက်နာဆိုင်ရကြတဲ့အရေးပေါ်နိုင်ကိစ္စရှိပါကတက်ဆိုင်တော်လေးဖွဲ့စည်းကုန်ဆက်တွေ့အကြောင်းကြားအသိပေးခွင့်ပြုချက်ရမှာတော့သွားလာပေးကြရတဲ့ရှင်တို့တော်လိုက်ရပါကလည်းကားတွေကိုမချမောင်းနေသွားလာပေးကြမြစ်တရက်ခံလုံးကြောင့်မြစ်ခဲဘက်ကပါတာဝန်ရှိသူကဆက်လက်ပြောဆိုတယ်။ ဆက်လက်ပြီးပြည်လုံးချုပ်တန်တဲ့တပိတ်မှာပါဝင်မှုသခိုင်းကပြည်သူတွေတိုက်တွန်းသခိုင်းတိုင်းတွင်ကတပိတ်ဖွဲ့တွေဒေသခံပြည်သူတွေတည်စီမှာဆဲမှာပြုလုပ်မဲ့ဆီယနာရှင်စန့်ချင်လှူရှာမှုမှာပြည်လုံးချုပ်တန်တဲ့တပိတ်မှာပါဝင်မှုဒီကနေ့မှာတိုက်တွန်းလှုပ်ဆောင်ဆန္ဒပြခဲ့တယ်ကလေးမျိုးနယ်မှာလူလူတိုက်ပွဲဥဆောင်ကော်မတီနေကဒေသခံပြည်သူတွေနဲ့ပူးပေါင်းပြီးစစ်ကောင်စီရွေးကောက်ပွဲလူတို့အားနဲ့စန့်ကျင်မှုနဲ့အတန်လေးတပိတ်မှပြည်သူတွေပါဝင်ကြဖို့အတွက်ဟောပြပွဲလှုပ်ရှားမှုကိုပြုလုပ်ခဲ့ပါတယ်။ဆောင်းလင်းချင်းမျိုးနယ်မှာလည်းကျင်းတွင်းမြေကမ်းပေးကြရီမှာတပိတ်ကော်မတီမှအတန်လေးတပိတ်အားပါဝင်လှုပ်ရှားမှုပြုလုပ်ခဲ့တယ်။ ဒီဇင်ဘာ10ရက်ပြည်ပဆိုင်လူခွေနေမှာတနိုင်ငံလုံးအတိုင်းအတာနဲ့ကျေးလက်မျိုးပြမကျန်တဲ့တိတ်တပိတ်မှာပေါင်းပြီးတိုက်တွန်းလို့ဆောက်ခဲ့တယ်။ရင်းမပင်မြို့နယ်မှာလည်းသွေးမွေးရဲ့ရွှေနှုတ်တွေလူလူတပိတ်တိုက်ပွဲဥစ္စာကော်မတီမှဆက်ကောင်စီရွေးကောက်ပွဲဆက်ကျင်းလှုပ်ရှားမှုပြုလုပ်ခဲ့ကြပြီးဒီဇင်ဘာ10မှာတနိုင်ငံလုံးအတိုင်းအတာနဲ့ပြုလုပ်သွားကြမယ့်တိုင်းတပိတ်မှာပေါင်းပြီးကြဖို့ပြည်သူလူထုကလှုံ့ဆော်ခဲ့ပါတယ်။ ဆက်လက်ပြီးတရက်ကံမလန်ပိုင်မှာတိုက်ပွဲနှစ်ကြိမ်ဖြစ်မကွေးတိုင်းတရက်ကံမလန်ပိုင်မှာတိုက်ပွဲနှစ်ကြိမ်ဖြစ်ပြီးစစ်ကောင်စီတပ်ထိခိုက်ဒေဆုံးမှုရှိရလို့တရက်ကံအမလီတောင်ရှိသူကပြောတယ်ဒီဇင်မာရှယ်နေမှာတရက်မြို့ကနေအင်အား30ပိုင်စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ကံမမြို့နဲ့ရှင်နတရဲကစ်ကန်ကရဲစစ်တပ်ရဲပူပေါင်းရ40ဝန်းကျင်ပိုင်နဲ့စစ်ကြောင်းတရက်ကံမလန်ပိုင်တိုင်းနှစ်ဖက်ညာစစ်ကြောင်းထိုးလာလို့ဆိုတယ်စစ်တမ်းထိုးလာစစ်ကောင်စီကတင်းကျပ်စီစဉ်တဲ့ရွေးကောက်ပွဲအတွက်ဒေသတွေနဲ့မြေထိန်ချုပ်နိုင်ဖို့လို့တရက်ခဲအမလီတိုင်ကဆိုတယ် စစ်ကြောင်းတစ်ခုတည်းကရင်းနေတဲ့စကမ်းမထွက်လာစစ်ကြောင်းကမ္မမြွနဲ့နမီတောက်ကြာနေမှာမနက်9နိုင်ကစောင့်ကြိုတိုက်ခိုက်ခဲ့တယ်။မိုင်းဆဲကလည်းပြစ်ခတ်မှုတွေပါဝင်9မိနစ်ကြာတိုက်ပွဲတွင်ရန်သူကမိုင်းကွင်းနဲ့ဝင်လာကြောင်း6ဦးနီးပါးထိခိုက်ဒေဆုံးခဲ့တယ်။အဲဒီစစ်ကြောင်းကတရက်ကမ္မလမ်းပိုင်းတိုင်းဆက်လက်စစ်ကြောင်းထိုးလာပြီးတန်းပြူကြာရွေတင်းကြာကနေနေကိုဖောက်တွင်းဝင်လာခဲ့လို့လည်းသိရပါဗျ။စားပြတိုက်ခိုက်ခံရင်းနေတာစစ်ကြောင်းနဲ့တရမြို့ကထွက်လာစစ်သားပူပါမီတရမြို့နဲ့စက်တောင်ကျမ်းမှာဆက်ရှိနေလို့သိရတယ်။ဒါအပြင်တိုက်ပွဲတွေတစ်ပြက်လာနိုင်တဲ့ကြောင့်တရကံမလန်ပိုက်ကိုအုံပြူသွားလာမဲ့သူတွေနဲ့ ပြည်သူတွေတတိပြုဖို့လည်းတရက်ခံမလေးတိုင်းကတိုက်တွန်းပါတယ်ဆလဘင်ရွေးကောက်ပွဲအတွက်ထောင်နဲ့ချမှတ်နိုင်မဲ့ဥပဒေအပြိုင်ဆိုင်ပြဌာန်းအနာသိမှုကြောင့်နိုင်ငံနဲ့တိုက်ပွဲတွေကျပြန်လာနေချိန်မှာကျင်းပမဲ့ရွေးကောက်ပွဲအတွက်ကာကွယ်ဆိုင်ဥပဒေတွေကိုစစ်ကော်မရှင်နဲ့တော်လိုင်းအင်အားစုပြိုင်ဆိုင်ပြဌာန်းလာပါတယ်စစ်ကော်မရှင်ကသူတို့ကျင်းပမဲ့ရွေးကောက်ပွဲကိုပြပြတနည်းနဲ့လုံဆောင်သူတွေကိုရွေးကောက်ပွဲဥပဒေနဲ့အေးအေးယူမှုရောက်တရာကြော်လာချိန်မှာတော်လိုင်းအင်အားစုကလည်းတံပြန်ဥပဒေတရားထုတ်ပြန်ခဲ့တယ် မေတ္တာညီဆွေအန်ယူဂျီဝင်းကြီးချုပ်ရုံးကပေးပို့လာဆီယာနာရှင်စနစ်ချုပ်ငြိမ်းတဲ့ဒီမိုကရေစီအခြေခံခွင့်ရည်ကာကွယ်ဆောင်ရှားရေးဥပဒေကိုပြောင်းစုလွတ်တော်ကအတိပြုပြထားလိုက်တယ်လို့ဆီယာဘေ့ချ်ကတည်ပေးကြေညာတဲ့ရည်ရချက်က2020ပြည်နှစ်ပါတီစုပ်ဒီမိုကရေစီတွေ့တွေ့ရွေးကောက်ပွဲပြည်သူလူထုရဲ့ဆန္ဒကိုအကောင့်ထည့်ဖို့ရင်းနဲ့အာနာဒိတ်ဆေးဥစုကကျင်းပမဲ့အတူရရွေးကောက်ပွဲကိုဖြစ်မြောက်စေဖို့လှုံ့ဆော်မှုတွေကိုတာစီဖို့နဲ့အပောင်းအကူညီဆောင်တဲ့တွေတွေကိုရေးယူနိုင်မှာပါ။ ဒီအတွက်ခေါင်းဆောင်မှုစဉ်အလဲလက်စင်နဲ့အောက်ဆယ်စင်ဘာဝင်မတမားနီလန်နဲ့အာနာရယူဖို့ကြိုးပမ်းသူဘသူမဆိုပြည်သူလူလူရဲ့ဆန္ဒကိုစန့်ကျင်ကဖောက်ပြက်ကျူးလွန်ရင်ဆင်းလိုက်ပြထန်တာပြစ်မှုပြစ်ဒဏ်နဲ့ဆမနိုင်နေလူလူရဲ့ဆန္ဒကိုစန့်ကျင်ရတာမဟုတ်လူတူရောင်ရွေးကောက်ပွဲဖြစ်မြိုင်လှုပ်ဆောင်နေကြတဲ့ဒေါက်တာနဲ့တကဆက်သွယ်အကြောင်းကြားလိုက်အဲ့ဒီလူကိုဖမ်းဆီးနိုင်ဖမ်းဝရထုတ်ပေးရရှာဖွေဖမ်းဝရထုတ်တာကိုပါဝင်နေ ပြီးခဲ့နိုဝင်ဘာ30ရက်ကရွေးကောက်ပွဲဝင်ပြိုင်မဲ့ကြောက်ပြပါတီလိုလူသိများရှန်တိုင်းဒါမြတ်ဒီမိုကရက်တစ်ပါတီကကိုယ်စားလှယ်လှဦးဝေလင်းထက်ကိုမကွေးလိုက်ပခုတ်ကူမျိုးရှိတွေ့ရနေမှာဒေသတော်လည်းတဖွဲ့တွေကလာရောက်ဖက်စီကောဆောင်သွားခဲ့လို့စစ်တပ်ထင်းချုပ်တာမြန်မာလင်းသတင်းစာမှာဖော်ပြတယ်။မွန်ပြည်ဖက်ဒရယ်ကောင်စီ MFC ကလည်းစစ်ကောင်ပြင်းကျင်းပမရွေးကောက်ပွဲမှာပါဝင်သူတွေကိုပြတန်းထားတရားမွေတွေ့ရရွေးကောက်ပွဲမှာစက်ကျင်ဆိုင်ဥပဒေနဲ့စတင်ရေးနိုင်ဖို့လို့နိုဝင်ဘာ29ရက်နေ့မှာဖြေကြားထားပါတယ်။နားဆင်အားပေးကြတဲ့အတွက်တို့ပဲကျေးဇူးတင်ရှိပါတယ်ရှင်။